်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါတယ်ခရစ်တော်ပြန်ကြွလာလိမ့်မယ်ဆိုတဲ့ကောင်းစဉ်နဲ့တတလောနေဩဝါဒစာပထမဆုံးအခန်းကြီး၄အငယ်၁၇ကိုဆင်ခြင်သွားကြပါမယ် ထိုအခါအသက်ရှင်၍ကြံ့ကျင်းသောငါတို့သည် အာကာသကောင်းကင်၌သခင်ဖျားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်သို့ခြိဆောင်ခြင်းကို ခံရသော အာဖြင့်သခင်ဖျားနှင့်အတူ အစင်မပြတ်နေရကြလိမ့်မည်။ယုံကြည်သူခရိယန်အနေနဲ့ကျွန်တော်တို့ဟာခရစ်တော်ပြန်ကြွလာခြင်းကိုစောင့်မျှော်နေကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်မှာခရစ်တော်ပြန်ကြွလာခြင်းအတွေ့ခရိယန် ယုံကြည်သူတွေမှာအကြီးအမားဆုံးသောမျှော်လင့်ချက်အရင်အမြစ်ပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်ကောင်းကင်ဘုံကို တက်ကြွသွားပြီးချိန်ကစပြီးတော့ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ကိုယ်တော်ပြန်လာခြင်းကိုစောင့်မျှော်နေကြပါတယ်။အခုအချိန်ကာလမှာနှကွက်တော်တမန်ကျမ်းစာမှာကိုယ်တော်ပြန်ကြွလာခြင်းနဲ့ပတ်သက်တဲ့ပရောဖက်ပြုချက်တွေဂရိတော်တွေဟာတစ်ခုပြီးတစ်ခု ပြည့်စုံလို့လာနေပါတယ်။ပရောဖက်ပြုချက်တစ်ခုစီပြည့်စုံလာတာနဲ့အတူကျွန်တော်တို့ဟာ ကိုရောပြန်ကြွလာချိန်နဲ့နိကတ်လာလေးလေးပဲဖြစ်တယ်။သူပြန်ကြွလာတဲ့အခါမှာကျွန်တော်ဟာအကာသကောင်းခင်လေတူထဲမှာတွေ့ဆုံရလိမ့်မှာဖြစ်တယ်။ကိုရောပြန်ကြွလာချိန်ဟာနိကတ်လို့နေပါပြီ။တမာချန်းစာမှာဂရိပေးခဲ့တာကခရစ်တော်မှာတေလွန်တဲ့သူတွေဟာအရင်အဦးဆုံးထမြောက်ကြမှာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာအသက်ရှင်နေတဲ့သူတွေနဲ့အတူအာကာသလေတူထဲမှာတွေ့ဆုံဖို့အတွက်ချီဆောင်ခြင်းခံရမှာဖြစ်တယ်။ ရှီဆောင်ချင်းဆိုတဲ့စကလုံးဟာအနေရကနေကဲဆဲချင်းဒါမှမဟုတ်အာတင်စွာနဲ့လူယူသွားချင်းကိုရည်ညွှန်းပါတယ်။သခင်ယေရှုခရစ်တော်ကြွလာတဲ့အခါမှာရှီဆောင်ချင်းဟာရုပ်တရက်ဖြစ်ပေါ်လာမှာဖြစ်ပြီးတော့လူတိုင်းအအောသွားကြရမှာဖြစ်တယ်။ခရစ်ယာန်တယောက်အနေနဲ့ကျွန်တော်ဟာသခင်ယေရှုခရစ်တော်ကိုလေတူထဲမှာမျက်နှာချင်းဆိုင်တွေ့မြင်ရမယ်နေ့ကိုစောင့်မျှော်နေပါတယ်။သူပြန်ကြွလာတဲ့အခါမှာသူဟာသူ့ရဲ့ထာဝရနိုင်ငံတော်ကို ဆက်လက်ပြီးတော့မှတည်ထောင်มาဖြစ်ပြီးတော့ကျွန်တော်တို့ဟာသူ့ရဲ့မျက်မှောက်တော်မှာထာဝရနေထိုင်ရလိမ့်မယ်ကျွန်တော်တို့ဟာဘုရားသခင်ပြင်ဆင်ထားသမျှကို ခံစားဖို့အတွက်ခရစ်တော်မှာရှိနေတဲ့သူအလုံးနဲ့ပူးပေါင်းมาဖြစ်တယ်ခရစ်တော်ဟာဘယ်အချိန်မှမဆိုးပြန်ကြွလာမယ်ဆိုတာကိုသိရှိထားခြင်းအပြင်ဒီနေ့ခေတ်ကာလပြဿနာတွေကိုရင်ဆိုင်ဖို့အတွက်ကျွန်တော်တို့ကြုံတွေ့ရနိုင်တဲ့စုံစမ်းစစ်ဆေးမှုတိုင်းကို အောင်မြင်စွာ ရင်ဆိုင်နေထိုင်နိုင်ဖို့မျှော်လင့်ချက်ကိုပေးပါတယ်။တဘိုးခရတန်ဟာဘလို့အချိန်မှမဆိုမီလာနိုင်ပြီးတော့ကိုရောရဲ့မျက်မှောက်တော်မှာရှိနေမယ်ဆိုတာကိုသိရှိနားလည်ထားခြင်းအပြင်ကျွန်တော်ရဲ့နှလုံးသားကိုထောက်ရတည်စေပါတယ်။ကျန်တာအလုံးဟာပျောက်ကွယ်သွားမှာဖြစ်တယ်။ခရိယန်တယောက်အနေနဲ့ခရစ်တော်ပြန်ကြွလာမယ်မျှော်လင့်ခြင်းနဲ့အသက်ရှင်ခြင်းထက်ပိုပြီးတော့စိတ်လုံရှားစရာဆိုတာမရှိတော့နေပါလိမ့်မယ်။ ဒါကြောင့်ဒီဂရိတော်အရာခရစ်တော်ပြန်ကြွလာတဲ့အချိန်မှာအာကာသလေတုထဲမှာတွေ့ကြမယ်ကျွန်တော်တို့ကိုခြေဆောင်ပြီးတဲ့နောက်မြေကြီးပေါ်မှာပြန်လာပြီးတော့ဒီလောကမှာသူ့ရဲ့နိုင်ငံတော်ကို အနှစ်တထောင်ကာလတိုင်အောင်တည်ထောင်မှာဖြစ်တယ်အဲ့ဒီအချိန်မှာသူနဲ့အတူထာဝရကာလအားလုံးကိုကျွန်တော်တို့ဖြတ်သန်းသွားကြရမှာဖြစ်တယ်ကျွန်တော်တို့အနေနဲ့သူပြန်လာမယ့်အချိန်ကိုမျှော်လင့်လျက်နေပါတယ် ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းခရစ်တော်ပြန်ကြွလာရအတွက် အသင့်ဆောင်ကြိုနေတဲ့စိတ်နှလုံးနဲ့ပြင်ဆင်လျက်ရှိနေပါရဲ့လားအားလုံးအသင့်အနေအထားအားဖြင့်အသက်ရှင်ကြဖို့ပရောဖက်ကအတိတ်တဖန်ပြန်လဲကောင်းချီးပေးပါစေအာမင်ဒီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီနေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิตดาบจิลุ้สอปปาตี